တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခေမူပါညီမဆန်တော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျာဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ဒီပန်းဆက်မှာတော့ကြောက်ရှက်ကြောက်လူကြီးမင်းကရှားကုန်းဆုံးမှုအတွက်ရောက်လာခဲ့တာပါကြောက်ရှက်တော့မှုအတွက်အထူးတက်တွင်းစစ်စေးအမတ်ကျူးလူကြီးမင်းကိုတာဝန်ပေးပြီးတော့တက်တွင်းအမှုနောက်ဆက်တွဲဖြည့်ရှင်းမှုပြောထားလို့ပြောလိုက်ပါတယ်ဒါကြောင့်မလို့ကြောက်ရှက်တော့ဘောက်လူကြီးမင်းကိုအထူးအကြောင်းကြားသတင်းလာပေးတာပါလို့ပြောပါတယ်ဘောက်လူကြီးမင်းကတော့ဥပဒေတိကျမှန်ကန်ပြီးတော့စည်းကမ်းစွာလဲတင်းကျပ်စွာချမှတ်ပြီးသားမလို့ဘာအတွက်အကြောင်းလာကြလဲလို့မေးလိုက်ပါတယ်ကြောက်ရှက်လဲအမှုပေါ်ဘောက်လူကြီးမင်းအမြင်ကိုမေးပြီးတော့ကျူးလူကြီးမင်းတက်တွင်းရောက်ချိန်မှာသတိပေးလို့ရအောင်ပါလို့ပြောပါတယ် အဲကြောင့်ပေါလုံချင်းမင်းနဲ့သူ့မြင်မှာဆရာကောင်းဆုံးမကျူးလို့မလို့ယုံကြည်တဲ့အကြောင်းကိုပြောလိုက်ပါလိမ့်။ပြီးတော့ပေါလုံချင်းမင်းကတက်တွဲမှာသရှိုးရှိရဲ့ဆိုရင်ဖြစ်နိုင်ခြေကိုလည်းပယ်မြာဘူးလို့သတိပေးလိုက်ပါလိမ့်။ပေါလုံချင်းမင်းလည်းအเจ้าလူကြီးမင်းဟာတက်တွဲမှာကြီးမင်းလာပြီးတော့ညီလာခံမှာလည်းအမှုထမ်းဆောင်နေရဖြစ်လို့အမှုတခုဖြစ်ရင်ဘသူနဲ့မှဆွေးနွေးမှုမဖြစ်နိုင်တာကိုသိမှာပါလို့ပြောပါလိမ့်။အဲတော့ကြံကြောင်းလေးပေါလုံချင်းမင်းလက်မှတ်ထိုးပေးလို့ကြံမှာဖြစ်နေရကိုကြံလုံးကြောက်စီကနေတီးသွားခဲ့ပါပြီ။ကြံလုံးလည်းဒါကတားဆုံးဝင်ဥပဒေချမှတ်ထားဖြစ်လို့ဘသူမှထွင်းတတ်ထားမှာမဟုတ်ဘူးလို့ပြောလိုက်ပါလိမ့်။เจ้าလည်းတကယ်လို့ဆရာကုန်းစွမ်းသာမေးမြန်းမှုမဖြစ်ရင်တော့ ်ပေါလုံချင်းမင်းကတေးတန်ကြမှာတေးတာနေရလို့ပြောလိုက်တာပါအားလုံးကြမ်းကြောင်းလေးစာကုန်းဆောင်သွားတွေးဖို့အတွက်ပေါလုံချင်းမင်းနဲ့တွေးလိုက်ပါလိပေါလုံချင်းမင်းကတော့သူသွားမခေါ်ခိုင်းခဲ့တဲ့အကြောင်းကြမ်းကြောင်းကိုပြောပြပါတော့လေကြမ်းကြောင်းလေးစာကုန်းဆောင်ကပြန်မလာရင်ပေါလုံချင်းကြမ်းပါဖြစ်နေတေးမင်းကြမယ်ဆိုတော့မပြောခဲ့ဘူးလို့ပြောလိုက်ပါလိအားလုံးကြမ်းကြောင်းတော့ပေါလုံချင်းမင်းအဆုံးသက်ကိုသိနေတဲ့သားနဲ့သူကဘာလို့မပြောရတာလဲလို့မေးလိုက်ပါလိကြမ်းကြောင်းလေးပေါလုံချင်းမင်းစာကုန်းဆောင်အတွက်အသက်စရေမလို့လားလို့မေးလိုက်တာပါပေါလုံချင်းမင်းကလည်းဝန်ခံပြီးတော့နေအောင်စလုံးအသက်ဆုံးရှုံးရတာထက်ကောင်းတယ်လို့ရှင်းပြလိုက်ပါလိ ပေါင်ဒီမင်းကတော့တကယ်လို့ဆရာကုန်းဆုံးတာအတိတ်မမေ့ဘူးဆိုရင်ဆရာကုန်းဆုံးရဲ့အသိပညာနဲ့မှတ်နိုင်စွမ်းနဲ့တက်ရဲ့လျှို့ဝှက်မှတန်းအကြောင်းအကြောင်းရင်းကိုမှတ်မိနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲတော့ပေါင်ဒီမင်းလည်းအထင်မှားမှုတစ်ခုကြောင့်သာမဟုတ်ရင်ဆရာကုန်းဆုံးဒီလိုမျိုးသူများဒုက္ခပေးတာခံရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အခုတော့ဆရာကုန်းဆုံးကသူ့လုံးဝဖြူစင်ကြောင်းတက်သေးပြနိုင်စွမ်းတော့မရှိခဲ့ဘူးလို့ပေါင်ဒီမင်းကပြောလိုက်ပါတယ်။အဲတော့ပေါင်ဒီမင်းသူကိုယ်တိုင်ကြံပါဖြစ်ကနေမလုံးမြောက်နိုင်တာကြောင့်ကြံကြောင်းဆရာကုန်းဆုံးပြန်ခေါ်လာတာဆရာကုန်းဆုံးကိုအပြစ်ဒဏ်တက်အောင်လုပ်ပြီးတော့သူ့ကိုလည်းကယ်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ ကျန်တော့ရချကုန်းစုံခိုင်ဖုံးရုံတော့ပြန်ခေါ်လာပြီးမှတ်ညံပြန်အောင်သာလုပ်နိုင်ရင်အစီအပြေတောင်းကိုပြောလိုက်ပါလေဒီကိစ္စလည်းတို့သာစိတ်မလို့ရင်ဖြစ်နိုင်မှာတေချာတယ်လူကျန်ကြောင်းပြောပါလေပေါလုံကြီးမင်းကတော့ရချကုန်းစုံရှာဖွေရမှာတတ်မှတ်ချိန်ရှိတဲ့အတွက်တို့မမီတော့ဘူးလို့ပြောလိုက်ပါလေအချိန်ပြည့်တဲ့နေ့ကပေါလုံကြီးမင်းစီရင်ခံရတော့မယ့်နေ့ဖြစ်ပြီးသုံးရက်သာလိုတော့တာပါကျန်ကြောင်းတော့300ရင်းသူပြန်လာမယ်လို့ဂရီပေးလိုက်ပြီးဝမ်ချောင်းမန်းကြောင်းလုံးကြောက်ဦးလို့၄ယောက်ကိုပေါလုံကြီးမင်းကိုကာကွယ်ဖို့မှာသွားခဲ့ပါလေအဲ့တော့မှတော့မန်းစုံကြီးဝမ်ကတက်တွင်းလျှို့ဝှက်နာမည်စင်းကိစ္စကအရေးကြီးတဲ့အတွက် ကျူးလူကြီးမင်းကိုတတ်တွင်းဆေးလို့ပြီးတော့အမှုဆေးဆေးခိုင်းတာတခြားကိစ္စလည်းရှိရကြောင်းဂယူးဆိုင်ဖို့မှားပါတယ်ပြီးတော့အမန်ချုပ်ဒီဝမ်ကအမှုကျူးလုံသူကခိုင်ဖုန်းတော်ရဲ့ကုန်းဆုံးချက်ဖြစ်ပြီးတော့လျှို့ဝှက်မှတ်တမ်းမှာလက်မှတ်ထိုးတာခိုင်ဖုန်းတော်ကပေါင်လူကြီးမင်းပဲလို့ပြောပြလိုက်ပါတယ်အားလုံးအတွင်းပြင်သေးတာစုံစမ်းစစ်စစ်ပြီးတော့မဆုံးမနစ်ကြောက်ခဲရင်ညှစ်နိုင်တဲ့ဒီအမှုကိုဖော်ထုတ်စေချင်တယ်လို့အမန်ချုပ်ကြီးကပြောလိုက်ပါတယ်ပြီးတော့မန်ချုပ်ကြီးကကျူးလူကြီးမင်းကိုကုန်းဆုံးချက်ရဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီးဘာသတင်းရသေးလဲလို့မေးပါတယ်ကျူးလူကြီးမင်းလည်းအခုချိန်ထိမတွေ့သေးတာကြောင့်ရုံတော်အသီးသီးကိုရုံစာတင်ပြတာဖြစ်လို့ကုန်းဆုံးချက်ထွက်လာတဲ့ တွေ့နိုင်မယ်လို့ပြောလိုက်ပါတယ်ဂျူလူဂျင်းမလန်တတ်မှတ်ရ3ရက်ပြည်တာနဲ့ပေါလွန်ကျွင်းဒုက္ခရောက်တော့မယ်လို့ပြောနေပါတယ်မက်ဆိုဒီဝိုင်လန်သူနဲ့ပေါလွန်ကျွင်းကဒေါ်လေးကိုခေမင်းရင်းနေတာကြောင့်ဒါဆောင်လွှင့်ရခဲ့တဲ့ကိစ္စပဲလို့ပြောလိုက်ပါတယ်ပြီးတော့မက်ဆိုဒီဝိုင်ကကျောင်းဆန်ကိုအမှုဟာတက်တွဲမှာဖြစ်တာမလို့အားလုံးပူးအောင်ဆောင်ရွက်မှုနဲ့တေချာစုံစမ်းမှာဖြစ်လို့ကုန်းဆုံးချက်မဆွဆွဲပါနဲ့လို့ပြောပါတယ်ပြီးတော့မက်ဆိုဒီဝိုင်လည်းဒီမှုဆုံးဖြတ်မှာလုံးဝသမာသမတ်ကြမျှတာတဲ့စုံမဲ့ချက်ဖြစ်ရမယ်လို့ပြောလိုက်ပါတယ်ဒေါ်နဲ့မက်ဆိုဒီဝိုင်ဦးရော၈စီသွားတွေ့ပါတယ်ဦးရော၈လည်းမက်ဆိုဒီဝိုင်ကညီလာခံ အမှန်မင်းဖြစ်တယ်လို့တပ်ဖွဲ့လှုပ်ရှားမှုကမဲဆိုဒီလောက်မှာဖြစ်တာကြောင့်သူ့ကိုလာရှာလဲဘာထူးမှလဲလို့ပြောပါလေမဲဆိုဒီဝင်လဲအတိုင်းကြားခံတာကုန်းဆုံးချက်ဖြစ်ပြီးတော့မျက်မြင်သက်သေတဲ့အဓိကပတ်သက်သူကပေါင်ချိန်ဖြစ်နေတာပြဿနာပဲလို့ပြောလိုက်ပါလေအားကြောင့်သူတို့ကကိုအေးကိုရာကိုလည်းခွဲခြားသလိုပေါင်ချိန်နဲ့ကုန်းဆုံးချက်ကိုလည်းကယ်ဖို့အတွက်စူးစမ်းရမယ်လို့ပြောပါလေဦးရော်ရှိကတော့တားဆုပ်ဥပဒေအရသူတို့ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါလေပြီးတော့ပေါင်လုံးချင်းကဒီနေတဲ့အပြစ်လုပ်ထားတဲ့သူတွေများတဲ့အတွက်ရန်ညှိုးရှိတဲ့လူတွေကလည်းအခုလိုရတော့ရခဲ့အခွင့်ကိုလုံးဝလုပေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါလေဒါတော့ဦးရော်ကတော့သူတို့နီးလန်းရှာပြီး ပေါင်လီမင်းကိုအဖြစ်ကားလုပ်အောင်စဉ်းစားပေးတော့ညီလာခံတွေးမှာအော်တောင်းနေဖြစ်စေနိုင်တယ်လို့ရှင်းပြပါရယ်အတော့ဦးတော်ရှိကတော့ကုန်းစုံရဲ့ကိုယ်တိုင်ပေါ်မလာဘူးဆိုရင်ပြည်ပြည်စုံနဲ့တပ်တွေကိုထုတ်ပြရမယ်လို့ပြောလိုက်ပါရယ်အဲ့တပ်တွေကလည်းတက်လူဝက်စင်းကိုလိမ်လည်မှုလုံမထားဘူးဆိုတဲ့တပ်တွေသာမပြနိုင်ရင်ပေါင်လီမင်းဒီတစ်ခါခတ်ကြုံပါပဲလို့ပြောလိုက်ပါရယ်အဲ့တော့မှတော့လူယိုလည်းပြောင်းလာတာကြောင့်ကြောက်ရှန့်လည်းလူယိုမေးလိုက်ပါရယ်လူယိုကတော့ကြံကြောင်းခိုင်ဖုံးရုံးတော်နဲ့ထွက်သွားတဲ့အတွက်တရင်လာပို့တာလို့ပြောလိုက်ပါရယ်အဲ့တော့ကြောက်ရှန့်လည်းကြံကြောင်းနန်ဖီကန်ကိုသွားပြီးတော့ကုန်းစုံကျဲကိုခေါ်လိုက်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါရယ် လို့ကတော့ကြံကြောင်းတို့ပြန်စာတွေ့လဲကုန်းဆုံးချက်ကမှတ်ဉာဏ်ပြန်များတော့တဲ့အတွက်အသုံးမဝင်တော့လို့ပြောလိုက်ပါလေ။ကြောက်ရှာတော့နောက်၃ရက်နေပေါင်လုံးကြီးမဲ့ခေါင်းအောင်ရတော့မှာဖြစ်လို့လို့ကြောင်းအစီအစဉ်ပြတ်သွားရင်ခွင့်မလိုဘူးလို့ပြောလိုက်ပါလေ။အားလုံးလို့လည်းအတွင်းအားပြော့စေးကိုရင်ရှင်းကိုပေးထားကြအောင်။ကြံကြောင်းလာတကယ်လို့နန်ဖီကန်အောင်သွားရင်စာထဲမှာတည်ကြတယ်လို့ပြောလိုက်ပါလေ။ကြောက်ရှာတော့အစားကုန်းဆုံးချက်ကိုပြန်သုံးချမယ်ဆိုပြီးတော့ခြံထားဖြစ်ပေမဲ့အခုတော့အဲ့လောက်တွေးဖို့မလိုတော့ဘူးလို့ပြောလိုက်ပါလေ။အားလုံးကြောက်ရှာနန်ဖီကန်ကဝိညာဉ်နဲ့ရင်ရှင်းကိုမဖြစ်မနေအချိန်ကျရင်ကုန်းဆုံးချက်ကိုတတ်လိုက်ဖို့စကားပါခံလိုက်ပါလေ။ တပတ်မှာတော့ရင်ရှင်းတဲ့ထဲတန်းတို့ဟာဆရာကုန်းစားခြင်းနဲ့ခေါက်ဆွဲလို့ကိုသွားဝယ်ပေးနေပါတယ်။ထဲတန်းတော့သူတို့လောက်ခေါက်ဆွဲလို့ဝယ်လာပေးရတော့ဒီအပိုင်းဆရာကုန်းစောကဆိုင်ုံသွားနေရပဲလို့ပြောလိုက်ပါတယ်။အားလုံးရင်ရှင်းလဲဆရာကုန်းစောကဟုန်တန်းတဲကိုဆောင်မကြာခဏသွားလားလို့မေးလိုက်ပါတယ်။ထဲတန်းလဲဆရာကုန်းစောမပြောပါဘူးဂရီပေးပြီးတော့မှဖြတ်မိလို့စိတ်ညစ်သွားပါတယ်။အားလုံးထဲတန်းလဲသူပြောရဆိုဆရာကုန်းစောကိုပြန်မပြောဘူးရင်ရှင်းကိုမှားလိုက်ပါတယ်။ရင်ရှင်းလဲဆရာကုန်းစောခေါက်ဆွဲလို့သွားစားတော့သူကဘာပြောနိုင်မှာမလို့လဲလို့ထဲတန်းကိုပြန်ပြောလိုက်တာပါ။ထဲတန်းလဲဆရာကုန်းစောက ဟုန်တန်းတဲကုဆောင်မှာမိဖွဲခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ရေရှိလန်လမ်းဖြတ်ပြီးတော့ထဲတန်းကိုလော်ဒကြီးနဲ့အဲကိစ္စကိုမေးလိုက်ပါတယ်။အန်တန်ထဲတန်းလည်းထဲဝန်တာတဲကုဆောင်ကပြောတာတော့ကုတဲခုနဲ့ဧည့်သည်နဲ့ဇာကုဆုံမိဖွဲထားတယ်ဆိုတာပါပဲ။ပြီးတော့ဇာကုဆုံကဧည့်သည်အခန်းကိုမှသွားကြောင်းထဲတန်းကပြောပါတယ်။အဲ့ဒါပြင်ဧည့်သည်ပြန်သွားတဲ့အခါမှာနောက်ထပ်ဓာအသေးလိုက်လူငယ်တောင်းနေပါဇာကုဆုံတွေ့ခဲ့ကြောင်းပြောလိုက်ပါတယ်။အဲ့တော့ထဲတန်းတော့သူတို့သခင်ကိုကဘာလို့တိုင်းလောကသားတွေနဲ့မိဖွဲရလဲလို့စဉ်းစားမှဖြစ်နေပါလေ။အဲ့တော့ရေရှိလန်ထဲတန်းကိုခေါဆွဲလို့သွားပို့ခိုင်းပြီးအရေးကြီးကိစ္စလုပ်ဖို့ထွက်သွားပါတော့တယ်။ ပြီးတော့ယေရှုယဝိညာဉ်တော်သူသိလာတယ်အကုန်လုံးပြောပြနေပါတယ်ဝိညာဉ်တော်နောက်ထပ်ထောက်လာလူငယ်လေးကအာယုပဲဖြစ်မယ်လို့ပြောလိုက်ပါတယ်အဲဒါဝိညာဉ်လည်းဆက်ဆက်မိပြီးတော့ကြံကြောင်းဟာအာယုရောက်လာတော့ပြန်သွားမှန်းကိုသိသွားပါတယ်ဝိညာဉ်လည်းသူတို့ရဲ့အားလုံးကအစာကလေးကဆန့်သွယ်မိနေရပဲလို့ယေရှုကိုပြောလိုက်ပါတယ်ယေရှုကတော့ကြံကြောင်းနဲ့အာယုကိုသိစရာအကြောင်းမရှိတော့ဘူးလို့ပြောနေပါတယ်ဝိညာဉ်တော်ကြံကြောင်းကဆရာကုန်းဆုံးသေးတာပေါ့အတိတ်အကြောင်းကိုပြောပြလောက်တယ်လို့သုံးသပ်နေပါတယ်ဝိညာဉ်လည်းဆရာကုန်းဆုံးသူတို့တန်တရားဝင်နေလို့မပြောပြလားလို့တွေးနေခဲ့ပါတယ် ရင်ရှင်းလှိုင်အားလုံးကစီစဉ်တိုင်းမို့လို့တန်တရားဝင်ရမရှိပါဘူးလို့ပြန်ပြောလိုက်ပါတယ်။ဝိညာဉ်တော်ကြောက်ရှံ့ပြောပုံရဆိုရင်အိုက်ဝဲကိုကံမညာသူရင်ဆိုင်နိုင်လောက်တဲ့အနေထားဖြစ်တာကြောင့်စိတ်ပူမလို့လို့ပြောပါတယ်။အိုက်ဝဲနဲ့ကျန်တော့အကုန်းဆုံးချက်ကိုမခေါ်သွားတာသူတို့စကားမပေါက်သေးလို့ပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့နောက်နေ့ဆိုရင်တော့ပေါင်ချင်းသက်ကိုမကယ်နိုင်တော့တဲ့အတွက်သူတို့တွေအခြေအနေကိုစောင့်ကြည့်ပြီးတော့ငြိမ်နေအောင်ပဲလို့ပြောလိုက်ပါတယ်။ဝိညာဉ်တော်ရင်ရှင်းကိုဆရာကုန်းဆုံးစေးတိုင်ထွက်မသွားအောင်ဒီကြစောင့်ကြည့်ဖို့မှာလိုက်ပါတယ်။အဲ့တော့မှတော့မတ်ချုပ်ဒီဝမ်ကပေါလုံချင်းမင်းစီလာပြီးကုန်းဆုံးချက်ကိုဆောင်ဆိုင်တတ်မှတ်ချိန်ကနေပဲကျန်တော့တဲ့အကြောင်း တတိလာပေးပါလေမက်ချိုလီဝမ်လည်းတကယ်လို့မနှက်ဖြန်သားဂုံစွန်ချက်ထွက်မလာဘူးဆိုရင်တော့ပေါလုံကျွင်းကကြံပါဖြစ်နေပြစ်ဒဏ်သင့်ပါပဲလို့ပြောလိုက်ပါလေအဲတော့မက်ချိုလီဝမ်ကတော့တော့သေးရှင်ဖြစ်နေရတော့ပေါလုံကျွင်းဘာလို့အေးဆေးနေနေနိုင်တာလဲလို့မေးလိုက်ပါလေပေါလုံကျွင်းကတော့ရင်ထဲရရှိနေမင်းဦးတွေဖြစ်တာကြောင့်သူစိတ်ပူတွေလည်းပိုးပါပဲလို့ပြောပါလေအဲတော့မက်ချိုလီဝမ်လည်းဦးတော်ရှင်းနေပြန်တိုင်းမင်းပြီးပေါလုံကျွင်းအတွက်လမ်းစာဖော်ပေးနိုင်မှုတိုင်းမင်းပဲလို့ပြောလိုက်ပါလေပေါလုံကျွင်းကတော့မက်ချိုလီဝမ်ရဲ့ဦးတော်ရှင်းကိုကျေးဇူးတင်ပေမဲ့ဥပဒေအရကြည့်မယ်ဆိုရင်ဒီမှုကသူ့အနေနဲ့လွယ်လမ်းမရှိပါဘူးလို့ပြောလိုက်ပါလေ အဲ့တော့မန်စူရီဝမ်ကလည်းနောက်ရက်မှာအမှုစီစေးဌာနကကျူးချွန်ကိုအရင်လာခိုင်းလိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါပြင်ညီလာခံလည်းခိုင်မုံရုံးမှာအစားထိုးတောင်းဝင်မဲ့အမတ်ကိုပါခန့်ပါမယ်လို့မန်စူရီဝမ်ကပြောသွားပါတယ်။ဒါမှမဟုတ်ရင်ရှင်းနဲ့ကြံကြောင်းပြန်ရောက်လာတာကြောင့်ဘာဆက်လုပ်ကြမလဲလို့ဝိညာဉ်ကိုမေးပါတယ်။ဝိညာဉ်တော့ဘာမှလုပ်စရာမရှိပဲလျို့ယိုပေးခဲ့တယ်။အတွင်းအပြောင်းစေးကိုသုံးပြီးတော့ရင်ဆိုင်ပါလို့ပြောလိုက်ပါတယ်။ဒါမှမဟုတ်ရင်ရှင်းကတော့ယုံကြည်ချက်ကင်းမဲ့နေရာကြောင့်တကယ်လို့ရှုံးသွားရင်ဘယ်လိုလုပ်မလဲလို့ထပ်မေးလိုက်ပါတယ်။အားလုံးဝိညာဉ်လည်းသူတို့တောင်းဝင်ပေးကြရဆိုရင်လိုအပ်တာနဲ့ကုန်းစုံချက်ကိုတတ်ရမယ်လို့ပြောလိုက်ပါတယ်။ ပြည်ဝင်းနယ်ကိုတိုင်းလည်းကုန်းစုံချက်ကိုခြံထားတဲ့နောက်လက်မခံခဲ့ကြောင်းရှင်းပြလိုက်ပါတယ်အာဒံဝိညာဉ်ရဲ့ကုန်းစုံချက်ဝေချွင်းထံကနေဝေးတဏျာကိုခေါ်သွားပြီးတော့တဏျာမှာပုံးနေဖို့ရင်ရှိအောင်ပြောလိုက်ပါတယ်တကယ်လို့သာအတွင်းအားပြောစီကခြံချောင်းပေါ်မှာတက်ရောက်ရင်တော့သူစားတက်လိုက်ဖို့ဝိညာဉ်ပြောပါတယ်ဒါတော့ရေရှိလဲသူဘလို့လူသားမှလည်းဝိညာဉ်ကိုမေးလိုက်ပါတယ်ဝိညာဉ်တော်ဆေးဘဲသုံးခန်းထားကြောင်းစိတ်တခင်တဲ့ဘဲမှာလူကိုသေးစေတဲ့စိတ်ကမနေဥစွာယုံနေလို့ပြောလိုက်ပါတယ်ရေရှိလဲလို့သာဆိုရင်သူတယောက်တည်းခြံချောင်းကိုရင်ဆိုင်မှာလာလို့မေးပါတယ်ဝိညာဉ်တော်ရေရှိတဲ့ကိုခံအောင်ပြောစီကမွေးတိုင်းနဲ့ထဲ့ထုံလို့ရလာလို့မေးလိုက်ပါတယ် ရေရှိကခေါင်းနှင်းပြတာကြောင့်ဝိညာဉ်လည်းသူ့ကိုစိတ်ပေးပြီးအခုပဲကုန်းစွန်းချက်ကိုခေါ်ပြီးတော့တနေရာခေါ်သွားဖို့ပြောလိုက်ပါတော့တယ်။ဝိညာဉ်တော်တောင်ပိုင်းသူရဲ့ကောင်ကြံကြောင်းတိုင်းမညာဘလောက်ပဲတွန်းလီပါစေ။ဒီခါတော့ကြော်လာနိုင်မှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒါမှတော့ရင်ရှိကထဲတန်းစီသွားပြီးတော့မျိုးပင်ကအိမ်ပြကြီးကိုទីလာလို့မေးလိုက်ပါတယ်။ပြီးတော့ရင်ရှိကထဲတန်းလက်ထဲကိုထုတ်ထုတ်ထည့်ပေးလိုက်ပြီးနောက်နိုင်ဝဲကြရင်တဲခုဆောင်လူငယ်လေးကိုသွားစားလိုက်ပါလို့ပြောလိုက်ပါတယ်။အဲ့ဒါပြင်ရင်ရှိကအဲ့လူငယ်လေးကိုဆရာကုန်းစွန်းအိမ်ပြကြီးမှာစောင့်နေလို့ပြောလိုက်ဖို့ထဲတန်းကိုမာခန်းလိုက်ပါတော့တယ်။ပြီးတော့ရင်ရှိကအဲ့လူငယ်လေးကိုအချိန်မီလာတွေ့ဖို့နဲ့ ဘသူမှပြောပါနဲ့လို့ပြောလိုက်ပါတယ်ထဲတန်းလည်းအံ့ဩနေပြီးတော့ရင်ချင်းတော့ဘာလို့ဒီလောက်တောင်မှကုလူလီလို့ဝက်နေရလဲလို့မေးပါတယ်ပြီးတော့ထဲတန်းကဘာလို့ဆရာကုန်းစုံမျိုးပြာအိမ်ပြကြီးစီခေါ်မှလဲလို့မေးလိုက်ပါတယ်အဲတော့ရင်ချင်းလည်းထဲတန်းတစ်ချိန်ကပြောခဲ့တဲ့ဆရာကုန်းစုံအနေကြုံလို့ရှိရင်တေတာပေါက်ကဲတင်မဲဆွဲစကားကိုမှတ်မိသေးလားလို့ပြန်မေးလိုက်ပါတယ်ထဲတန်းလည်းလန့်ပြီးတော့ဘာအနေကြောင်းနေလို့လဲလို့မေးမယ်ရင်ချင်းကတော့အချိန်မမီတော့အကြောင်းအိမ်ပြကြီးကိုသွားဖို့သာပြောပြီးရပြီလို့ပွာလိုက်ပါတယ်အဲတော့ဆရာကုန်းစုံနဲ့ထွက်လာပြီးတော့ရင်ချင်းကိုဘယ်တော့မှမလို့အလောက်တောင်လောနေရလဲလို့မေးလိုက်ပါတယ် ရင်ရှင်းလောင်ဆရာကုန်းဆုံးရောက်ရင်သိမှာမလို့အ мян သွားဖို့ခေါ်လိုက်ပါလေဒိုနဲ့ရင်ရှင်းလောင်ဆရာကုန်းဆုံးခေါ်လာပြီးတော့မျိုးပင်ကအိမ်ပြကြီးစီကိုရောက်လာခဲ့ပါတော့လေအန်နာမှာတော့ရင်ရှင်းလောင်ဆရာကုန်းဆုံးကိုကိုဘယ်သူလဲဆိုတာသိကျင်လားလို့မေးလိုက်ပါလေဆရာကုန်းဆုံးတော့အခုရက်တွေမှာစိတ်တိုင်းကြပြောနေဆိုပေမဲ့လူတိုင်းတော့ကိုအတိတ်မှတ်မိကျင်ကြတာကြောင့်သူလည်းပဲမှတ်မိကျင်တာပေါ့လို့ပြောလိုက်ပါလေအားကြောင့်ရင်ရှင်းလဲသူအခုလို့မေးတာကဆရာကုန်းဆုံးရဲ့မှတ်ဉာဏ်ကိုပြန်ရအောင်သူကူပေးနိုင်လို့ပဲလို့ဝန်ခံလိုက်ပါတော့လေရင်ရှင်းကဘယ်လိုပဲဖြစ်ဖြစ်သူဒီလိုလှုပ်ပေးနိုင်တဲ့အတွက်ဆရာကုန်းဆုံးစိတ်ချပြီးနေဖို့သာပြောလိုက်တာပါ ဒါပေမဲ့ယေရှုဆရာကုန်းဆုံးသာမှတ်ဉာဏ်ပြန်ရခဲ့ရင်သူ့ကိုမုံသွားမှာတည်တာတယ်လို့ပြောနေခဲ့ပါတယ်။အာနံဆရာကုန်းဆုံးလည်းသူကယင်ရှိကိုမုံတရားလောက်တဲ့အထိအဲ့လောက်တောင်စိုးနေလို့လားလို့ပြောလိုက်ပါတယ်။ပြီးတော့ဆရာကုန်းဆုံးကသူ့အတိတ်အကြောင်းအရာကိုမှတ်မိစေရလားဆိုပြီးတော့ယင်ရှိကိုပြစ်တင်စရာရှိပါမလားလို့ပြောလိုက်ပါတယ်။ဒါမှလည်းယင်ရှိကတော့ဘလို့ပဲဖြစ်ဖြစ်ဆရာကုန်းဆုံးမှတ်ဉာဏ်ကိုပြန်ရအောင်သူ့ကိုဆန်းခွင့်ပေးပါလို့ပြောလိုက်ပါတယ်။အာနံဆရာကုန်းဆုံးလည်းသူ့အတိတ်မေ့ပြီးတဲ့နောက်မှာစေးစားရင်ယင်ရှိကိုပဲတိခဲ့တာလို့ပြောလိုက်ပါတယ်။ဒါကြောင့်လည်းယင်ရှိကတော့သူ့ဆွေမျိုးနဲ့မိသားစုမိတ်ဆွေတွေပါပဲလို့ထပ်ပြောပါတယ်။ အဲ့ဒါမှလည်းဆရာကွန်စွာရင်ရှင်းမှာမှတ်ဉာဏ်ပြန်ကောင်းစေတယ်နီးရှိတယ်ဆိုရင်လည်းသူ့ကိုစမ်းကြည့်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဆရာကွန်စွာစကားတွေကြောင့်ရင်ရှင်းလည်းမျက်ရည်တွေကျနေကြပြီဒီလိုစမ်းသမှုကနိုင်ဝဲလောက်ကြာတာကြောင့်ဒီခဏနိုင်ပါမလားလို့မေးလိုက်ပါတယ်အဲ့ဒါမှလည်းကြံကြောင်းဝေချွန်းနေအောင်ရောက်လာပြီးတော့ဒင်းစင်းနေကတော့ကြံကြောင်းကိုဧည့်ခံလို့နေပါတယ်ကြံကြောင်းတော့ခန်းထဲမှာပဲဆိုင်ရှင်ဝိညာဉ်ရောက်လာမှကိုစောင့်နေခဲ့ပါတယ်ဒါပေမဲ့ကြံကြောင်းမသိတာတော့ခန်းထဲမှာထိုးထားတဲ့မွေးတိုင်ကနေထွက်နေတဲ့ရိုးအားပြော့ဈေးတွေကိုပါပဲဒါမှမဟုတ်ဆရာကွန်စွာခေါင်းလေးဓာတ်ကိုက်ပြီးတဲ့နောက်မှာပြန်လည်ပြီးတော့တရီရလာခဲ့ပါတော့တယ် ဇာကုံးစုံတရိယာလိုက်တာနဲ့ရင်ရှင်းကိုမြင်လိုက်တာကြောင့်တခါလေးတန်းပြီးတော့မှတ်မိသွားခဲ့ပါလေဇာကုံးစုံနဲ့အားလုံးမှတ်မိသွားဖြစ်တဲ့အတွက်ရင်ရှင်းထိတာတော့မှမခံတော့ပါဘူးအနောက်ဇာကုံးစုံကသူအတိတ်မိနေရဘလောက်တောင်ကြာနေပြီလဲလို့ရင်ရှင်းကိုမေးလိုက်ပါလေဒါတော့ရင်ရှင်းလည်းအခုရောက်နေတာကဇန်ကျိုးနန်ဖီကန်ဖြစ်ပြီးတော့အတိတ်မိနေရတလားလောက်ရှိနေပါပြီလို့ဇာကုံးစုံပြောပြလိုက်ပါလေဇာကုံးစုံလည်းအညာသူ့ကိုတိုက်တဲ့ခါးရီတွေကိုဘာထဲလိုက်တာလဲလို့မေးလိုက်ပါလေရင်ရှင်းတော့အတိတ်မိစီထဲလိုက်တာကြောင့်ဇာကုံးစုံလည်းအဲ့ဒါကိုတီးသွားပါတော့တယ် အောင်ဆရာကုန်းစွာရင်ရှင်းတဲ့အစိပ်ပြင်ကဘယ်လိုမျိုးပတ်သက်နေရလဲလို့မေးပါတယ်။အဲဒါမှလည်းရင်ရှင်းအောင်ဆရာကုန်းစွာတကယ်ကိုစာပေအသိပညာထုံးကားတာပဲလို့ပြောလိုက်ပါတယ်။အောင်ရင်ရှင်းလည်းသူဟာအစိပ်ပြင်ရဲ့တပည့်ဖြစ်ပြီးတော့ဆရာကုန်းစုံဒုက္ခပေးဖို့စီခိုင်းခံရတာပါလို့ဝန်ခံလိုက်ပါတော့တယ်။ဆရာကုန်းစုံလည်းရင်ရှင်းတဲ့ရွယ်ချက်ကဘာလဲလို့မေးလိုက်တဲ့တော့ရင်ရှင်းတော့အားလုံးပြောပြမယ်လို့ပြောလိုက်ပါတယ်။အောင်ရင်ရှင်းလည်းသူကုံပြောပြပြီးတော့ဆရာကုန်းစုံလက်ခံနိုင်ဖို့အတွက်မျှော်လင့်တယ်လို့ပြောလိုက်တာပါ။ဒါမှမဟုတ်ကျန်တော့အမွေးတိုင်ကွက်ကိုသတိထားမိသွားပြီးတော့အနောက်သွားဖို့ကြိုးစားပါတယ်။ဒါပေမဲ့ ချိန်နောက်ကျသွားပြီဖြစ်ပြီးတော့ရုတ်တရက်ကြံကြောင်းပါဇက်တဲကနေသွေးတွေထွက်ကြလာကြအောင်ကြံကြောင်းလည်းအမွေးတိုင်အိမ်ခွက်ကိုဖျက်ဆီးပစ်လိုက်ပါလေအဲ့ဒီမှာဝိညာဉ်ထွက်လာတဲ့အတွက်ကြံကြောင်းလည်းအမွေးတိုင်တဲကိုနေပါထည့်လိုက်တာလေးလို့မေးလိုက်ပါလေအဲ့တော့ဝိညာဉ်လည်းကိုခံအားပြော့စေထည့်ထားပြီးတော့ကြံကြောင်းရှူလိုက်တဲ့ပမာဏရအတွင်းအားအလုံးပျောက်ဆုံးစေသွားလိမ့်မယ်လို့ရှင်းပြလိုက်ပါလေဒါကြောင့်အနည်းဆုံးတော့ကြံကြောင်း12နာရီလောက်အတွင်းအားထုတ်သုံးနိုင်မှာမဟုတ်ဘူးလို့ဝိညာဉ်ပြောလိုက်ပါလေဝိညာဉ်တော့ကြံကြောင်းကိုကြည့်ပြီးတော့တောင်ပိုင်းသွေးကောင်းကြံကြောင်းကတာမန်ဘာမှမလှူရှားနိုင်တဲ့ဒုတ်ဂီတာတယောက်လိုပဲလို့တောင်းပြောင်းလိုက်ပါလေ အားတောင်ကြံကြောင်းလေးဝိညာဉ်တို့ဒုက္ခပေးတာကိုသိပြီးတော့ဆရာကုန်းစုံမှာဝိညာဉ်တို့ဒုက္ခပေးတာလို့မေးလိုက်ပါလေဝိညာဉ်လည်းဝန်ခံလိုက်ပြီးတော့ကြံကြောင်းတဲ့ဆရာကုန်းစုံတို့ကတော့သူ့ရဲ့ဥတီချက်မဟုတ်သေးပါဘူးလို့ပြောလိုက်ပါလေအားတောင်ဝိညာဉ်ကြံကြောင်းကိုစစ်ဆေးကြည့်ပြီးတော့သူတို့အဓိကဥတီချက်ကကြံကြောင်းတို့ရဲ့ပေါင်ချင်းပေါင်လူကြီးမင်းမဲလို့ပြောလိုက်ပါတော့လေအားတောင်ကြံကြောင်းလည်းလန့်သွားပြီးတော့မနေ့ကကုံယုံထားနေမဲ့အတွင်းအားတွေကုံဆုံးနေဖြစ်တဲ့အတွက်ထားလို့မရနိုင်အောင်ဖြစ်နေခဲ့ပါလေအဲ့နောက်မှာတော့ရင်ရှိရဆရာကုန်းစုံသာအချိန်မီပြန်ပြီးတော့တက်တည်မပြနိုင် ပေါင်လူကြီးမင်းတည်သွားလိုက်မယ်လို့ပြောပြနေပါတယ်။အားကြောင့်ဆရာကွန်ဆလန်ခိုင်ဖုန်းတော်အမြန်ပြန်မှုလုပ်ပေမဲ့ရင်ရှိရရုံတော်တရားဆရာကွန်ဆုံရှာနေကြတာကြောင့်နန်ဗီကန်လွဲပြီးတော့ဘဲမှာသွားလို့မရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ဆရာကွန်ဆောတော့ဘလို့ပဲဖြစ်ရပေါင်လူကြီးမင်းအသက်ကိုအလကားအသိမခံနိုင်တာကြောင့်သွားမှာဖြစ်မယ်လို့ပဲဆုံးဖြတ်လိုက်ပါတယ်။အားကြောင့်ရင်ရှိလည်းဆရာကွန်ဆုံဆွဲပြီးတော့သူထဲတန်းကိုဒဲကိုဆောင်မှာအိုက်ကိုခေါ်လာခဲ့ဖို့မှာထားခဲ့တဲ့အကြောင်းကိုပြောပြနေပါတယ်။ရင်ရှိလည်းအိုက်ကိုအဖော်ပြတော့နေလဲနားပြီးတော့ညာဘက်ခီးဆရာမယ်လို့ဆရာကွန်ဆုံပြောပြလိုက်ပါတယ်။ အဲ့ဒါမှလည်းဆရာကွန်ဆန်ရေရှင်းရသူ့ကိုအစိတ်ခတ်ခဲ့မိ။ဘာလို့ခုလိုမျိုးပြန်ပြီးတော့ကူညီနေရတာလဲလို့မေးလိုက်ပါလေ။ဆရာကွန်ဆန်ရေရှင်းရစိတ်ထားကောင်းတဲ့သူတယောက်ဖြစ်ပေမဲ့ဘာလို့ဆရာဖြစ်သူစကားနားထောင်ပြီးတော့မကောင်းမှုတွေလုပ်နေရလဲလို့မေးလိုက်ပါလေ။အမှန်တော့ရေရှင်းရသူ့ဆရာလျှို့ယိုစီမှာပညာစီဘူးကရကလူတွေကိုကယ်တင်ပေးမယ်။အမျိုးသမီးတမားတော့လှုပ်ချင်ခဲ့တာကြောင့်ဖြစ်ချောင်းကိုပြောပြလိုက်ပါလေ။ဒါပေမဲ့ရေရှင်းရဆရာဖြစ်သူဟာတိုင်းလောကကြားထဲမှာနာမည်ကြီးအစိတ်သခင်ဆိုတော့မသိခဲ့ပါဘူးလို့ဆရာကွန်ဆန်ပြောပြလိုက်ပါလေ။အဲ့တော့ဆရာကွန်ဆန်ရေရှင်းရဆရာကိုဂျေဇူးဆက်ချင်လို့သာ နောက်လိုက်လုပ်ခဲ့ရင်မစိရင်ကောင်းတာတော့မပြောင်းလဲနိုင်ဘူးပဲလို့ပြောလိုက်ပါလေအဲဒီမှာအယူရောက်လာပြီးတော့ဆရာကုန်းဆုံးကိုသူ့အဖမ်းမိပြီလားလို့မေးလိုက်ပါတော့တယ်ဆရာကုန်းဆုံးကအစာကလေးကတိညာဖြစ်လို့ပေါင်ကြီးမင်းကိုမြန်သွားကယ်မယ်လို့ပြောလိုက်ပါလေအနောက်တော့ရင်ရှိရအယူရဲ့အိတ်ထဲမှာဆရာကုန်းဆုံးဝတ်တွေထည့်ပေးထားကြအောင်လမ်းခီမှာအသုံးပြုလို့ရာချောင်းကိုပြောလိုက်ပါလေဒါမှဆရာကုန်းဆုံးကရင်ရှင်းသူ့ကိုကူညီရဲဆိုတာသူတို့သိရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါလေရင်ရှင်းလည်းသူတို့ရှာမတွေ့အောင်ပုံနေမှာမလို့ဆရာကုန်းဆုံးကမြန်သွားပါတော့လို့ပြောလိုက်ပါတော့တယ် အဲ့မှာဝိညာဉ်တစ်ဖက်မှာထေတန်ကိုခေါ်ပြီးတော့ဇာကွန်စွန်းရဲ့ရင်ရှိကိုတွေးမိလားလို့မေးပါတယ်။ထေတန်တော့မတွေ့ကြောင်းသာလိန်ပြောလိုက်ရင်လည်းဝေချွန်နန်းဆောင်ရဲ့တဏှာမှာရှိနေနိုင်တယ်လို့ပြောလိုက်ပါတယ်။ဝိညာဉ်တော့ဇာကွန်စွန်းမှာအခက်အခဲလေးရှိနေတာကြောင့်သူမှဖြည့်ဆင်းပေးနိုင်မဲ့နီးလန်းတွေတွေးထားတာနှမျောစရာပဲလို့ပြောလိုက်ပါတယ်။အဲ့တော့ဘာမှမသိတဲ့ထေတန်တော့သူတို့ဘမာရှိနေလဲဆိုတာတီကြောင်းဝိညာဉ်ကိုပြောလိုက်ပါတော့တယ်။အဲ့တော့ဝိညာဉ်လိုက်လာပြီးတော့ရင်ရှိကိုဇာကွန်စွန်းမမာလေးလို့မေးလိုက်တာပါ။ရင်ရှိကတော့ဝိညာဉ်လိုက်လာမှအသိတဲ့အတွက်ဇာကွန်စွန်းမှန်ညာနေပြန်သွားပြီဖြစ်တာကြောင့် အယုန်နဲ့ထဲပေးလိုက်ပြီလို့ပဲပြောပြလိုက်ပါတော့တယ်။ဝိညာဉ်တော်သူ့ကိုရင်ရှင်းသစ္စာဖောက်မယ်ဆိုတာအစိုးရကသိနေပြီသားလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရင်ရှင်းပါလို့သူတို့နဲ့မလိုက်ပဲနဲ့နေခဲ့တာလေးလို့ဝိညာဉ်မေးလိုက်ပါတယ်။ရင်ရှင်းကလူတိုင်းအသေးမှကြောက်တာမဟုတ်ဘူးဆိုတာကိုသိစေချင်လို့ပဲလို့ပြောလိုက်ပါတယ်။အဲနောက်ရင်ရှင်းပါဇက်ကသွေးထွက်လာပြီးတော့သူအစိပ်ပြင်းရဲ့တပည့်ဖြစ်ခဲ့တာကြောင့်ဇေယတို့ကမကောင်းတဲ့ကိစ္စတွေအများကြီးလုပ်ပေးခဲ့တာပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရင်ရှင်းကတော့ရေချင်းတစ်ခုတက်မြောက်ခဲ့တာဟာအစိပ်သုံးတတ်တာပဲလို့ပြောလိုက်ပါတယ်။တို့နဲ့ရင်ရှင်းကဝိညာဉ်မတက်ခင်မှာပဲ ူကိုယ်သူအစိမ့်နဲ့တတ်တည်လို့တွားခဲ့တာပါဒါပေမဲ့လည်းဂျူးလူကြီးမင်းတို့ကဂုံဆုံးချက်ကိုချိန်မီတွေ့အောင်လိုက်ရှာနေကြပါလိမ့်ပြီးတော့ဂျူးလူကြီးမင်းအားတကယ်မေးမြန်းချိန်မှာလူသက်သေဖြစ်တဲ့မတန်းစီရှီအောင်ကိုတိုင်အစီအစဉ်မေးမြန်းခံရမှာမလို့အကြောင်းကြားတော့ဆောက်မှုပြောနေပါလိမ့်အဲ့ဒါမှတော့ကြောက်ရှန့်ကြောက်လူကြီးမင်းကစီစီမင်းမြန်းခံရတဲ့ချိန်မှာရှီအောင်ကိုခွင်ပေးလိုက်မယ်လို့ပြောလိုက်ပါလိမ့်အဲ့တော့ရှီအောင်နေနဲ့သက်ဆိုင်စာအုပ်စာတန်းကိုတင်းတော်သူကိုလွှဲပေးခဲ့ဖို့အတွက်ကြောက်ရှန့်ပြောလိုက်ပါလိမ့်ဂျူးလူကြီးမင်းကတော့ဂုံဆုံးချက်ကိုရုံးတော်တင်မရတာကပြဿနာပဲလို့ပြောနေပါလိမ့် အဲ့ဒါလေဂျူးလူဂျင်းကသူတို့စီမှာလူသက်တွေပြည်စည်းသက်တွေရှိပေမဲ့တိုင်ကြားခံသူမရှိတာပြဿနာပဲလို့ပြောလိုက်ပါတယ်။အဲကြောင့်ဂျူးလူဂျင်းကတော့တကယ်လို့ခုံးဆုံးချက်ကထွက်ဆိုချက်မပေးရင်အမှုကိုဘယ်လိုဖြေရှင်းမလဲလို့မေးလိုက်ပါတယ်။ကျောင်းဆန်းတော့ဥပဒေအကြောင်းအရာသိပြီးတော့မသိတဲ့အတွက်တကယ်လို့တိုင်ကြားခံတဲ့သူကထွက်ပြီးသွားတာမဟုတ်ပဲအသက်ဆုံးဆုံးသွားတာမျိုးဆိုရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါတယ်။ဂျူးလူဂျင်းလည်းအဲ့လိုကြားတော့တခြားအခြေအနေဖြစ်သွားပြီးသက်တည်တာပြဿနာမရှိဘူးဆိုရင်အမှုကိုဖြေရှင်းစီရင်နိုင်ပါတယ်လို့ပြောလိုက်ပါတယ်။အဲနောက်ဂျူးလူဂျင်းကဦးရော်ရှေ့ဟာအမှုနဲ့ပတ်သက်ပြီး ြောစရာရှိတဲ့အတွက်သွားတွေးမှရမယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်။အားကြောင့်လေးကိုလည်းဦးကျော်ရှိကအမှုမှာဝင်ပါလို့ပြောပြီးမယ်။အခုပါလို့ဝင်ပါနေရလေလို့ကြောက်ရှံ့ကိုမေးလိုက်ပါတယ်။ကြောက်ရှံ့ကဦးကျော်ကဘောင်လုံးကျင်းနဲ့ခင်မင်းရင်းနေတဲ့အတွက်စိတ်ပူပြီးတော့ဒီမို့စိတ်ဝင်စားတယ်ဆိုတာဖြစ်တဲ့ကိစ္စပါလို့ပြောလိုက်တာပါ။အဲဒါမှတော့ဦးကျော်ရှိကဂျူလီကြီးမင်းနဲ့တွေ့ပြီးတော့သူအညီလာခံမှာမပါဝင်တော့တဲ့အတွက်သူမေးတဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးတရင်ပေါက်ကြားမှာစိတ်ပူပါနေလို့ပြောလိုက်ပါတယ်။အားလုံးဦးကျော်ရှိလည်းဂျူလီကြီးမင်းအမြင်မှာဇာကွန်စုံကရောတက်လျှို့ဝယ်မှတ်တမ်းနဲ့ပတ်သက်ပြီးတော့ ်တန်တရားဖြစ်ွယ်ရှိလားလို့မေးလိုက်ပါတယ်။ကျုပ်လူချင်းမင်းကတော့သူတက်တွင်းစုံစမ်းကြရဆိုရင်လူသက်တွေပြည်စည်းသက်တွေစုံရမလို့တခြားတန်တရားဖြစ်ွယ်မရှိဘူးလို့ပြောပြလိုက်ပါတယ်။အားကြောင့်ကျုပ်လူချင်းမင်းကတကယ်လို့သာကုံဆုံးချက်ကမှုစစ်စိမ်းကိုရောက်လာရင်ဒီမှုကအပြီးသားနိုင်ပါတယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့ကျုပ်လူချင်းမင်းကဂျိနာသားကိုတပီတောင်လုံးကိုဖျန်ထားတော့မှကုံဆုံးချက်ခြေအောင်မတွေ့ရသေးတဲ့အဦးတော်ရှိကိုပြောပြလိုက်ပါတယ်။အနောင်ဦးတော်လည်းမနှက်ဖြန်ကတမတ်ကာလနောက်ဆုံးဖြစ်တာကြောင့်တကယ်လို့ဆရာကုန်းဆုံးမပေါ်လာရင်ပေါင်ချိန်ကပြင်ရှင်းချက်မဲ့စွာအသက်ခံမဲ့စွာတကယ်ပဲလားလို့မေးလိုက်ပါတယ် ဂျူလီချင်းလည်းခေါင်းထင်းပြပြီးတော့တားဆုံးပြီးမင်းဥရိယပေါင်လူချင်းကကြံပါဖြစ်ပြီးတော့ဒူညီတဲ့ပြည်တံကိုခံရမှာပါလို့ပြောလိုက်ပါတယ်။ဒါမင်းခုကိစ္စမဟာတက်ရိပ်ဖြစ်တဲ့အတွက်အပြစ်ဒဏ်သေးတယ်ပဲလို့ဂျူလီချင်းကပြောလိုက်ပါတော့တယ်။ဝီဒိုကတော့လက်ရှိမှာဘလို့နေထားတဲ့ပေါင်လူချင်းကိုဒေတန်းနေကာကွယ်နိုင်မယ်ဆိုတာတီလားလို့ထပ်မေးပါတယ်။ဝီဒိုကတော့ဗတ်လိုက်ဖို့ပြောနေရမဟုတ်ပဲနဲ့ပေါင်ချင်းကတရားဥပဒေနဲ့ပတ်သက်ရင်အားလုံးသိပြီးသားဖြစ်တဲ့အတွက်သူမရှိရင်လောကမှာအပြစ်သားတွေများလာတော့မှာပဲလို့ပြောလိုက်တာပါ။ဂျူလီချင်းကတော့လက်ရှိချင်းကအကူအညီမဲ့နေပြီးတကယ်လို့ရှင်မင်းကြီးက အထူးမိန်ထုတ်ပြန်မှပဲလွတ်နိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ညီလာခံမှာတော့ဂျူလူဂျီမင်းအမှုကိုင်းနေချိန်အတော်လေးဖိအားပေးခံပြီးတော့တကယ်လို့ပေါင်းချိန်တည်တယ်ငါလွတ်ရင်အရင်ရင်မင်းကြီးတွေချမှတ်ထားတဲ့မင်းငူတွေတွေပြောင်းလဲမယ်လို့ပြောဆိုနေကြတောင်းကိုရှင်းပြလိုက်ပါတယ်။အားကြောင့်မင်းကြီးကိုယ်တိုင်အထူးမိန်ချမှတ်အောင်မှအရှိမင်းကြီးကိုပို့ပြီးတော့အခက်တွေးစီုံမဲ့ရှိပြီးတော့ပေါင်းလုံးဂျီမင်းကိုကယ်ဖို့ဆိုတာမသေးကြဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒါမှတော့ဝိညာဉ်ကြံကြောင်းကိုအိမ်ပြကြီးတွေမှာပိတ်ထားပြီးတော့စိတ်ထင်အားလှုပ်ရှားပြီးတော့သူ့ကိုမတိုက်ခိုက်အောင်စီစဉ်နေပါတယ်။ကြံကြောင်းတော့ဝိညာဉ်ကဘာဖြစ်လို့ပေါင်းလုံးဂျီမင်းကိုဒုက္ခပေးနေရလဲလို့မေးလိုက်ပါတယ်။ ဒါမဲ့ဝိညာဉ်တော့မဖြေပဲနဲ့ကျန်ကျောင်းလေးမမနဲ့ဒီမှာနေမယ်ဆိုရင်နောက်နေ့အကြမှာပေါင်ချင်းကတီမာပဲလို့ပြောလိုက်ပါတယ်။အားလုံးကျန်ကျောင်းလေးတို့ဆရာကုန်းစုံကိုတိတ်မြောက်လောက်တာဟာပေါင်ကြီးမျိုးဒုက္ခပေးဖို့အတွက်ဆိုတာတီးသွားခဲ့ပါတယ်။ဝိညာဉ်လည်းဆရာကုန်းစုံသာသူ့အပြစ်သူတက်တည်မပြနိုင်ခင်ပေါင်ချင်းကကျန်ဘာဖြစ်ကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဝိညာဉ်တော့ကျန်ကျောင်းမေးခွန်းနေမေးနာကပေါင်ကြီးမျိုးကိုကယ်ဖို့အခွင့်ရှိတယ်လို့ထင်နေရလားလို့ပြောလိုက်ပါတယ်။ပြီးတော့ဝိညာဉ်ကအာယူကမှန်တယ်ပြန်ရသွားတဲ့ဆရာကုန်းစုံခေါ်သွားတဲ့ကျန်ကျောင်းကိုပြောလိုက်ပါတယ်။ဒါမဲ့ဆရာကုန်းစုံရုံးတော်အသီးသီးကလိုရှိနေတဲ့အတွက် ခိုင်ဖုံမျိုးတွေဝင်လို့ရမှာမဟုတ်သလိုဝိညာဉ်မျိုးတော်ဟာသူ့လူတွေပါအကြောင်းကြားတာလို့ပြောပြလိုက်ပါတယ်။ပြီးတော့ကြံကြောင်းအာယူရသူ့ရဲ့ခြေထောက်ကခြေချင်းကိုဖျက်ကြည့်ပြီးမဲ့မရခဲ့ပါဘူး။ဒီမှာမှတော့ကြောက်ချမ်းအစည်းအဝေးလေးလွဲသွားအတွက်လူယိုခေါ်ပြီးတော့သူ့ဓာတ်နဲ့တတ်ဖို့လုပ်နေပါပြီ။ဒါပေမဲ့သူ့ရဲ့ရဲနာဓာတ်နဲ့မထိုးသက်ခြင်းတဲ့အတွက်လက်လျှော့လိုက်တာလို့ပြောလိုက်တဲ့အတွက်လူယိုလည်းဒူးထောက်တောင်းပန်လိုက်ပါတယ်။လူယိုကတော့သူဘာပြစ်လုံးပြီလို့လုံးမှန်မသိတဲ့အတွက်ကြောက်ချမ်းကိုမေးနေပါတယ်။ကြောက်ချမ်းတော့အာယူဟာဆရာကုန်းဆုံးကိုခေါ်ပြီးတော့နန်ဗီကနေထွက်လာနေပြီလို့ပြောပြလိုက်ပါတယ်။ ီးတော့ကျောင်းဆန်းရင်ရှိဟာဆရာကုန်းဆုံးမညံပြန်အောင်လှုပ်ပြီးလိုက်ပြီးတော့သူ့ကိုတစ္ဆာဖောက်သွားတဲ့အကြောင်းလေးကိုပြောလိုက်ပါလေလူကတော့ရင်ရှင်းတစ္ဆာဖောက်မှန်မှန်သူတကယ်မသိခဲ့ကြောင်းကျောင်းဆန်းကိုပြောပြနေပါလေပြီးတော့ကျောင်းဆန်းရင်ရှင်းသေးသွားရင်မလို့ဒီတစ်ခါတော့လူယိုကိုခွင်းလို့ပေးလိုက်မယ်လို့ပြောလိုက်ပါလေအဲတော့ကျောင်းဆန်းနောက်တစ်ခါသာသူ့ရဲ့အစည်းအဝေးကိုလူကိုဖျက်ဆီးရင်တော့အသက်ချမ်းသာပေးမှာမဟုတ်တော့ဘူးလို့ပြောလိုက်တာပါကျောင်းဆန်းလည်းခုချိန်ကရေးပေါ်ချိန်ဖြစ်တဲ့အတွက်ကုန်းဆုံးချက်ကိုခိုင်ဖုံးမျိုးတော်တဲ့ဝင်းမခံဖို့မျိုးတွေကတက်ဆိုင်လူတွေကိုကြောင်းကြပါလို့လူကိုပြောပါလေအဲတော့ဝန်ချောင်းမှန်းကျောင်းလုံးကြောက်လို့လေ ဂျန်ချောင်းပြန်မလာသေးတဲ့အတွက်စိတ်ပူနေပါတယ်။ဂျန်ချောင်းကသူ့ကိုသုံးအထိပြန်လာမယ်လို့ပြောတာကြောင့်အမိရောက်လာဖို့စောင့်နေပါတယ်။ဒါပေမဲ့လည်းဂျန်ချောင်းကကိုခံအားပြောစီမိသားရမယ်အာယူပြီးတော့ခိုင်ဖုံရုံးတော့သွားလို့ရအောင်စူးစမ်းရုံးကန်နေခဲ့ရပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မောကတော့လောက်ပါပဲ။ နောက်နေပါလေပြည်သူတရားရှင်ပေါင်ထိန်ပိုင်းဆက်များဆက်ပြီးတော့ရှိနေမှာဖြစ်တဲ့အတွက် Channel Subscribe လုပ်ပြီးနောက်ခေါင်းတော်နှိပ်ပြီးတော့စောင့်ကြည့်ကြဖို့ပြောရင်းနဲ့ဒီနေ့မှာစာဆုံးလိုက်ပါကြည့်ရှုခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတွေပဲတင်ရှိပါရယ်မကောင်းလာလို့တဲ့ကောင်းတွေမှန်သမျှမိုးနှမင်းဒဏ်ခတ်ပါစီဗျာကျွန်တော်အန့်ခင်မှုပါ